ဒီနေ့ဗီဒီယိုလေးကိုလေ့လာပြီးသွားလို့ရှိရင်နိုင်ငံခြားသွားတဲ့အခါမှာပတ်စံအထောက်တရာတွေလွှဲရရင်လည်းပတ်သက်ပြီးတော့ပြောတတ်သွားမယ်ဒါအပြင်ဆရာဒီမှာနောက်ထပ်ဗာလေးဖြည့်ဆွတ်ပြီးတော့ဗာတင်ကြပေးမလားဆိုလို့ရှိရင်ပတ်စံပမာဏများများပြီးတော့ပြောဆိုကိန်းကဏ္ဍပမာဏများများကိုဘယ်လိုရေတွက်အောင်လဲဆိုတော့ဗာဆရာပြောပြပေးမယ်ဆိုတော့အဲ့ဒီနှစ်ခုလုံးသိသွားဖို့အတွက်ဒီနေ့ဗီဒီယိုလေးကိုဆုံးအောင်ကြည့်နော်ဟုတ်ပြီနော်အဲဟုတ်ပြီအဲ့တော့ပထမအောင်ဆုံးငါပတ်စံထုတ်ခြင်းလို့ငါပတ်စံလွှဲခြင်းလို့လက်ခံသူရဲ့အသေးစိတ်ကိုဒီဖောင်မှာဖြည့်ပါငါဖန်ကောင်းဖွင့်ခြင်းလို့ ငွေလဲကဘယ်လောက်လဲဘာစာရွက်စာနှုန်းတွေလိုအပ်ငါလိုအပ်တယ်လေပေါ့နော်အဲ့ဒီမှာရေးထားရဲ့ဒီမှာစာကြောင်း6ကြောင်းပါဆိုလို့ရှိရင်ဆရာတို့အနည်းဆုံး ွက်ဆန်ကိုဘာမှပဲထုတ်ထုတ် KB ဝေးပေးနေပဲထုတ်ထုတ်တုံးရမဲ့ usage တွေဖြစ်တဲ့အတွက်ကြောင့်အ ਨੇ စုံမဖြစ်မနေသိချဖို့လိုတဲ့ usage တွေဖြစ်တဲ့ကြောင့်ဆရာသင်ပေးတာဖြစ်တယ်ပြောရှင်အဲ့ဒီသုံးနှုန်းပုံစံမှတ်တယ်ပြင်သူ့မှာပါတဲ့ vocabulary ကိုလည်းစာအုပ်ထဲမှာရေးပြီးတော့မှတ်မယ်ကြက်မယ်ဆိုလို့ရှင်ဟောဒီ just 60 step my english speaking ကောင်းတော့မှာပါပြီးလို့ရှင်တော်တော်များများလက်ခေါင်းထဲမှာစုဆောင်းပြီးသွားမှာပါနော်ဟိုပြီးအဲ့တော့တေချာလေးမှတ်သားဖို့ဆရာအကြံပြုတယ်ကဲပထမဆုံးငါပတ်ဆံကိုထုတ်ချင်လို့ subject ကတော့ i ပေါ့နော်ငါဘာလို့ထင်တာလဲ subject ပြင် verb ကိုသွားရတယ်ဘာလို့ထင်တာလဲထုတ်ချင်တာ ထုတ်တာတော့ withdraw လို့ခေါ်တယ်ဒါပေမဲ့ထုတ်တာကသူကထုတ်လိုက်မှာတော့ထုတ်ခဲ့ရလို့အတိတ်မဟုတ်ဘူးချင်တာဆိုရဲလုတ်ချင်နေဆိုရဲဆန်တာလေးပါရင်ဆရာတို့က point ကိုသုံးမယ်နော်အမှမှသူကထုတ်တာ verb ဆိုတော့ to ပါလိုက်ရမယ်တကယ်လို့ပစ္စည်းဆိုလို့ရှိရင် to မလိုက်ဘူးကိုလိုချင်တာစောက်တော့လိုချင်တယ်ဆိုရင်ဒါ verb ကိုပြောချင်တာမဟုတ်ဘူးအရာဝတ္ထုဆိုလို့ရှိရင်ဟွန့်ဘူးပဲဟွန့်နောက်မှာတန်ပြီး apc ကိုတန်ကြည့်ရမယ် i want a book အခုကလုတ်ချင်တယ်ဆိုရဲလုတ်ဆောင်ချက်ကိုပြောရဖြစ်ကြောင့် to ထည့်ဖို့လိုတယ် i want to နော်ထုတ်တာကြတော့ withdraw လို့ခေါ်တယ် မှတ်ထားနော် withdraw ဒီ meaning ကိုမသိဘူးဆိုလို့ရှိရင်ကြက်လိုက်မယ်တက်လိုက်လို့ရှိရင်တမျိုးပြောတာသွားပြီအဲ့လိုပဲစူးစမ်းအောင်မင်္ဂလိပ်စာ I want to withdraw ဘာကိုထုတ်ချင်တာလဲပတ်စံကိုထုတ်ချင်တာဆိုတော့ money အဲ့တော့ I want to withdraw money ငါပတ်စံထုတ်ချင်လို့ပါအဲ့နောက်တစ်ခါငါပတ်စံလွှဲချင်လို့ပါအဲ့မကွာပါဘူးနော်ငါဆိုတော့ I မဲ့ပေါ့နော်မလုတ်ချင်တာလဲချင်တာဆိုရင်ဘာပဲလဲ want ချင်တော့မှလူသားပစ္စည်းမဟုတ်ဘဲနဲ့လှုပ်ဆောင်ချက်ကိုပြရဆိုရင် to ပါလို့မယ် I want to ဆွဲတာ transfer CRANSFE transfer ဒါကတော့လေးလာသူတွေနဲ့တိတ်ပြောအလှမ်းမဝေးဘူးလို့ဆရာတော်ယူဆမယ် I want to transfer ဘာလွှဲချင်တာလဲပတ်စံလွှဲချင်တာဆိုတော့ money ဟုတ်ပြီလားအဲ့တော့ I want to withdraw money I want to transfer money ဒါဆိုပတ်စံလွှဲချင်လို့နဲ့ပတ်စံထုတ်ချင်လို့ပြောလို့ရပြီနောက်တစ်ခါကျတော့အဲဒီပတ်စံလွှဲမဲ့သူတွေအတွက် default မှာဖြည့်ပါဆိုတဲ့ဟာလေးတွေဒီမှာပါတဲ့အသေးစိတ်ချက်လက်လေးတွေအဲ vocabulary အသစ်လေးတွေကိုမှတ်မယ် လက်ခံသူရဲ့အသေးစိတ်ကိုဒီဖောင်မှာဖြည့်ပါဒီပုံစံဒီဆရာဒီရှင်းမှာရက်30စီးရီမှာတင်ထားပေးပြီးသားဒါအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရက်30စီးရီဆိုတော့လူကြည့်ပြီးမှဒီကိုလာလို့ရှင်တော့နားလည်တယ်အမိန်ပေးတဲ့ပုံစံဖြစ်တယ်ခိုင်းတဲ့ပုံစံဖြစ်တယ်ခိုင်းတာဆိုရင် subject နဲ့မစားဘူး verb နဲ့စားမယ်ဘာလုပ်ပါလဲဖြည့်ပါဖြည့်ပါအောင်လို့ဆရာတို့က fail out လို့ခေါ်တယ် F I L L F O U T out နော် fail out double dash ဆိုရင်ဖြည့်ပါဘာကိုဖြည့်ရမလဲဒီဖောင်ကိုဖြည့်ရမယ်အဲ့တော့ fail out this form ဒီဖောင်လေးကိုဖြည့်လိုက်မယ် ဘာနဲ့ဖြစ်မလဲလက်ခံသူရဲ့အသေးစိတ်ကိုဖြစ်ပါဒါပေမဲ့ဒီဘက်တကယ်ဒီမှာမြုပ်ထားရင်မြုပ်ွက်လေးတစ်ခုရှိတယ်လက်ခံသူရဲ့အသေးစိတ်အချက်လက်များနှင်းဆိုတဲ့သဘောအောင်နှင်းဆိုတဲ့ဒီဆိုတာထည့်ပေးလိုက်ရတယ်နော်အားလေးလည်းမှတ်ထားပါအဲ့တော့ fade out အောင်ဖြစ်ပါအောင်အများနဲ့အလုပ်လေးမှတ်ထား fade ဒီ form ဆို this form လက်ခံသူလက်ခံသူကကြတော့တိကျရဲ့ဘယ်လိုယူဆလိုက်တော့မလဲဘာကြောင့်လဲဆိုတော့ကိုလွှဲမဲ့သူဆိုတော့ the r e c i p i e n t s recipient လို့နာထွက်တယ်နော်လို့နာထွက်တယ် recipient ဟုတ်ပြီအသေးစိတ်ကိုကျတော့ details လို့ခေါ်တယ် D E T A I L S လက်ခံသူဤဖြစ်အောင် post copy s လေးထည့်လိုက်မယ်နော်လက်ခံသူဤ details are daily အသေးစိတ်ပေါ့နော်အဲ့တော့လက်ခံသူအသေးစိတ်ချက်လက်များနေပြီး form ဖြစ်ပါဆို fill out this form with the recipient's details ရမလားဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကိုဆက်သွားမယ်ပေါ့နော်ငါဘဏ် account ဖွင့်ချင်လို့ပါဟုတ်ပြီ subject ကတော့ဘာပဲလို့ဆိုရင် I ပဲပြီးရင်နောက်ဆုံးတော့လောက်ချင်တာဆိုရင်ဝင်လာမယ်လောက်ချင်တာလိုချင်တာမဟုတ်လောက်ချင်တာဆိုကြောင် true လာမယ် ထွင်လာတော့လွယ်လွယ်လေးပဲ open ရှင်းရှင်းဝေးသိစင်အောင်ကြာတော့မလိုဘူးเนาะ bank account တစ်ခုဆိုတော့အ bank a c c o u n t account bank account เนาะ i want to open a bank account ငါ bank account တစ်ခုလောက်ဖွင့်ချင်လို့ပါကြာငွေလွှဲကဘယ်လောက်လဲပတ်စံပမာဏကိုဘယ်လောက်ကြာလဲဆိုတာမေးမယ်ဆိုတော့အများတန်း how many ကိုမသုံးဘူး how much ကိုသုံးမယ် how much is ငွေလွှဲကဆိုတော့ the transfer ဆိုတာလွှဲတာငွေလွှဲငွေဒီလိုလွှဲတဲ့အခါတွေ fee နဲ့သုံးလား တော့ how much is the transfer fee ငွေလဲကဘယ်လောက်လဲဘာဆိုင်ရဆိုင်တွေငါလိုအပ်လဲရှေ့ရစီးရီးတွေတော့ရှေ့ရဗီဒီယိုမှာတော့ထက်ကထက်ကပြောခဲ့တယ်လဲမေကုန်းဆိုရင် wh လာနေမယ်ဘာဆိုင်ရဆာတန်ဘာဆိုတာ what ဆိုင်ရဆာတန်က document d o c u m e n t as ထည့်လိုက်မယ်အများဆုံးအဲ့တော့ what document လိုအပ်လဲဟုတ်ပြီ sub wh ပြီးရင် do တက်ထုတ်ရမယ်ငါက first person ဆိုတော့အများသုံးတဲ့ do ပဲသုံးရတယ်ငါဆိုတော့ i လိုအပ်တာ need do I need เนาะဒီ do no? list ထုတ်ဖို့လိုအပ်တယ်မေးခွန်းဖြစ်နေလို့အဲ့တော့ what documents do I need ဘယ်စာရွက်စာတမ်းလေးငါလိုအပ်တယ်လဲဆိုတာကိုသိသွားပြီဒါဆိုရင် ban မှာပတ်သက်ပြီးတော့ပြောရမယ့်ဟာလေးသိသွားပြီပေါ့နော်နောက်တစ်ခါတော့ထပ်ကြပြီးပေးကြည့်မယ် I want to withdraw money I want to withdraw money I want to transfer money fill out this form with the recipient's detail with the recipient detail I want to open a bank account how much is the transfer fee what documents do i need ကဲဟုတ်ပြီဒါဆိုရှင်ငွေလွှဲရတဲ့ပတ်သက်ပြီးတော့သိပြီဒါနောက်တစ်မျိုးဟိုငွေပမာဏများများကိုအဲဘယ်လိုမျိုးရှင်းပြမလဲဆိုတော့သင်ပေးမယ်အဲဒါကို one လို့ခေါ်တယ်ဒါဆိုရင်တော့ file လို့ခေါ်တာပေါ့နော်ကဲနှလုံးတွေသွားမယ်ဒါဆိုရင်90ဆိုရင်50ဒါအငွေတန်းဆင်မှာတည်ပြီးတာပေါ့နော်ကဲ100ဆိုရင်100လို့ခေါ်တယ်100 100เนาะဟုတ်ပြီအဲ့ဆိုရှင်ဆက်ဆက်ပြီးတော့သွားမယ်ဆို3 သုံးလုံးဖြစ်သွားပြီဆိုရှင်1000လို့ဖတ်တယ်အင်္ဂလိပ်ကစီကံတစ်ခုရာ3ညာ3လုံးပြည်တိုင်းမှာတော့ကောမတစ်ချက်ကုတ်တဲ့သဘောရှိတယ်အဲ့တော့3ညာ3လုံးနေရာဟို3နေရာစာအုပ်မြင်1000လို့ဖတ်မယ်အဲ့တော့ဒါက1ဒီ3နေရာစာ1000ဆိုတော့1000ဟုတ်ပြီလားမသိဘူးဒါဆိုရင်ဒီလိုမျိုးလုပ်လိုက်မယ်ဒီလိုမျိုးဆိုင်ရောဒါဆိုရင်ဒီ3ညာ3လုံးစာကို1000ခဏထားကြည့်ရှင်းနှလုံးကိုဖတ်မယ်20000ရမယ်နော်20000အဲ့နောက်တစ်ခါဒီလိုလုပ်ပါပြီဆိုပါဦးဗျာအဲ့တသိန်းဖြစ်သွားပြီ ်အဒီရှိသုံးလုံးကိုအောင်ဖတ်မယ်100ဒီသုံးညသုံးလုံးက1000ဆိုတော့100 1000အဲနောက်တစ်ခါထပ်ပြီးတော့တိုးလိုက်ပါအောင်သုံးည6လုံးဖြစ်သွားပြီအင်္ဂလိပ်ကစီကန်ရသုံးလုံးပြည့်တစ်ဖြတ်ဆိုတော့နောက်ထပ်သုံးလုံးပြည့်နောက်ထပ်တစ်ဖြတ်ထပ်ပေါ့နော်အဲတော့သုံးညသုံးဖြတ်စာနှစ်ဖြတ်စာဘယ်လိုဖတ်မလဲဆိုရင်မီလီယံလို့မှတ်ထားမယ်တန်းပေါ့1 million ထပ်ပြီးတော့တိုးကြည့်မယ်ဒီလိုလိုက်ဖြည့်ကြည့်လိုက်မယ်ကဲဒါဆိုရင်ဒီနှလုံးကိုအောင်ဖတ်ဒါ11 11ပင်ဟိုနှစ်ဖြတ်စာပေါ့နော်ဒီနှစ်ဖြတ်စာကိုဘယ်လိုဖတ်လဲဆိုရင်ခဏကပြောထားပြီးသားသုံးလုံးနှစ်ဖြတ်စာကိုမီလီယံလို့ဖတ်တော့11 million ပြီးနောက်မှာဖတ်ဆရာရှိတယ်ရှိသေးတယ်ဒီမှာ100ဒါသုံးလုံးစာပဲကျန်တော့1000နောက်ဒါပဲကျွန်တော်လည်း100ဘယ်လိုလဲပြပြပြမယ်11 million 100 1000 100ရမှာမသိနော်ကထပ်ပြီးတော့ဒူးလိုက်မှာ ဟုတ်ပြီကဲဒါဆိုလို့ရှိရင်၃ည၃လုံးစာဆိုတော့၃လုံးတစ်ဖြတ်၃လုံးတစ်ဖြတ်၃လုံးတစ်ဖြတ်အဲ့လို၃လုံး၃ဖြတ်ဆိုလို့ရှိရင်ဘယ်လိုဖတ်လဲဆိုရင်ဘီလီယံလို့ဖတ်တယ်ဘီလီယံတန်းတစ်ထောင်ပေါ့နော်1ဘီလီယံဒါဆိုနည်းပြောင်းကြည့်မယ်ကဲအဲ့ဆိုရင်တော့ဘယ်လိုဖတ်မလဲ7ဒီမှာ၃လုံး၃လုံး၃ဖြတ်ဆိုတော့ဘီလီယံ7ဘီလီယံဒီမှာ600ဆိုတော့600နှစ်ဖြတ်စာကြံသေးတော့မီလီယံလို့ထပ်ဖြတ်အောင်မယ် seven Billion，七 e d Million，seven hundred 七百萬，咪等我再讲多，thousand five hundred twenty one 塑料係啊嘛，其他所有事情，这个家你入面有拍得片嘅都唔係冇咯，唯有問啱啱嚟嘅所有事情，啱啱入嚟買嘅菜太平先不要報咩？